မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ရဲ့ Bamri Recap Story Channel ကနေပြန်လည်ကြိုဆိုပါတယ်ဇန်လန်းဆဆချင်းမှာပဲအိမ်တိမ်မှာအဖွားတယောက်ကဆုံးပါသွားပါတယ်လောင်းကိုလည်းညဘက်မှာပဲတင်းရင်ကိုပို့ပြီးမြေမြုပ်လိုက်ကြပါတယ်ဒီတိဆုံးမုတ်ကသူ့တို့ရဲ့ဘိုးဘွားတွေကဂျင်းစာတင့်နေတဲ့နတ်ဆိုးနဲ့အပေးယူလောက်ခဲ့မိတာကြောက်မှာပဲလူတွေရဲ့မနာလိုခြင်းဝန်ထိုခြင်းတွေကြောင့်လူတွေကိုဒုက္ခပေးဖို့ဘိုးဘွားတွေကအလားရှင်ရဲ့လမ်းကိုစွန့်ခွာပြီးအောက်လမ်းအတက်တွေကိုကျင့်ကြံကြတယ် တည်ဆုံးသွားတဲ့အဘွားဖြစ်သူရဲ့သမီးအန်တီလန်ကသူ့ရဲ့အမေဆုံးသွားလို့ငေးမိုင်နေပြီးသမီးဖြစ်သူလင်းကတော့ဒီနေရာမှာမနေစေချင်ပဲသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်တော့လေသူ့ရဲ့ပျောက်ဆုံးသွားတဲ့သမီးဒါမှလားလို့မေးပါတယ်လင်းကလည်းသူကထွက်သွားတာကြားပြီးဘယ်သွားမှလည်းမသိဘူးရှာလို့လည်းမရဘူးလို့ပြောတော့မေဖြစ်သူကဘာမှမပြောဘဲထထွက်သွားပါတယ်အဲ့ဒီနောက်မှာတော့အန်တီလန်ဝိပြုတ်ဆူတောင်းနေတော့မှတကားပွင့်တန်တဲ့အတူချက်လူတန်ကိုလည်းကြားလိုက်ရပါတယ် လူတယောက်ရှိနေတယ်လို့အတန်တွေကြားနေရတယ်လို့သူဆိုတောင်းနေတော့မှတပင်းချသံကြီးကိုလည်းကြားနေရတော့ဝိပြုတ်နေရင်ကြောက်နေခဲ့ပါတယ်။သူဝိပြုတ်တာကိုအာယုံမရတာကြောင့်အပြင်ကိုထွက်အကြည့်မှာပစ္စည်းတွေလက်လာပြီးမိပါပြတ်သွားပါတယ်။အန်တီကြီးလည်းမိဖွင့်ဖို့အလုံးမှာအိမ်နောက်ကအတန်ကြားလို့ကြောက်ကြောက်နဲ့ပဲဝင်သွားကြည့်လိုက်ပါတယ်။ပြင်းတင်းတကားကပွင့်နေတာကိုမြင်တော့ပြန်ပိတ်လိုက်ပြီးပြန်ထွက်မှာအရှိတကားပွင့်တဲ့ကိုထပ်ကြားလို့သွားထပ်ပိတ်ရပြန်ပါတယ်။ပစ္စည်းတွေကလည်းတဝင်းဝင်းတတိုင်းတိုင်းနဲ့အတန်ကလွဲပြီး ညာလူတန်တိတ်ဆိတ်ပြီးခြောက်ချားเสียကောင်းနေပါတယ်။အန်တီကြီးကတကားပိတ်ပြီးပြန်လဲအထွက်မှာမိဖို့ဆောင်ထဲမှာတေဆုံသွားတဲ့သူ့အမေကိုမြင်လိုက်တော့လန်သွားတာနဲ့အင်းတကားကလည်းပြန်ပွင့်သွားပါတယ်။ဒီတော့ပြန်သွားပိတ်ကအလှဲ့မှာပဲ။သူရှိတဲ့တဲ့ကိုရောက်နေတာကိုမြင်လိုက်ပြီးလန်သွားကမလုံးမရှက်နိုင်ကိုဖြစ်သွားရပါတယ်။အဲ့ဒီနောက်မှာတော့လင်းကရှင်းနေတယောက်ဖြစ်ပြီးသူအမှုလိုက်ပေးတဲ့အမှုတွေကနိုင်သွားလို့နှုတ်ဆက်ပြီးအင်းကိုတယောက်တည်းပြန်ဖို့ပြင်ပါတယ်။ သူမကားနားကိုရောက်တော့ကားပေါ်မှာနှင်းစီပန်းလေးတင်ထားတာကိုမြင်ပြီးယူလာခဲ့လိုက်ပါတယ်။သူမဓာတ်လေကားနဲ့အပေါ်ကိုတက်ဖို့လုပ်တော့တကားပိတ်ခန်းကြီးမှာအရေးတစ်ခုကပေါ်လာပါတယ်။ဒါပေမဲ့ဒါကိုလင်းကမမြင်လိုက်ပါဘူး။အပေါ်ကိုရောက်တော့မီးတွေတစ်ဖြည်းဖြည်းဖြည့်သွားကသူ့နောက်မှာအနီရောင်ဝစ်စုံနဲ့တရေတဲ့ကောင်ပေါ်လာပြီးသူ့နားကိုတပြေးပြေးတိုးလာပါတယ်။သူမလှည့်ကြည့်တဲ့အခါမှာတော့ဘာမှမရှိတော့ပါဘူး။ဒီလိုနဲ့သူ့အခန်းထဲကိုဝင်ပြီးကိုလက်တန့်စင်နေတော့မှာ ။အိမ်ရှိက TV ကအလိုလိုပွင့်လာခဲ့ပါတယ်။လင်းကလည်းစိတ်ထဲမတိုးမတန့်ဖြစ်လာခဲ့ပါတယ်။ TV ကိုပြန်ပိတ်လိုက်ပြီးပြန်လှည့်မှအတန်တစ်ခုကိုကြားလို့ထိတ်လန့်သွားပါတယ်။သူမှသွားကြည့်တော့ပန်းလေးရအောက်ကိုကျနေတာကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာပဲသူ့ရဲ့အမေလူအိုယုံကနေဖုန်းဝင်လာခဲ့လို့ကားနဲ့တယောက်တည်းထွက်လာနေတော့လမ်းအလဲကောင်းမှမဲမဲအရာတစ်ခုကိုမြင်လိုက်ရလို့ကားကိုရက်လိုက်ပြီးသူမှတိုက်မိသွားပြီလို့ထင်တာကားအုပ်ကိုငုံအကြည့်မှာပြပြပြဆိုတဲ့အတန်းကိုကြားလိုက်ရလို့လှည့်အကြည့်မှာဘာမှမရှိပါဘူး ဒီတော့သူမကြောက်ပြီးကားပေါ်ပြန်တက်ကစံနိုးတော့လည်းမရတော့ပါဘူးဒီချိန်မှာပဲထရကာတစ်စီးကရောက်လာပြီးလူတစ်ယောက်ဆင်းလာကသူ့ကားကိုပြင်ပေးလိုက်ပါတယ်ကားကစံနိုးလို့ရသွားတော့ထရကာသမားကအတန်တစ်ခုဝကြားလို့လင်းကိုတည့်ရဲလို့ထင်နေခဲ့ပေမဲ့တည့်ရဲကသူ့ဘေးကနေပေါ်လာလို့လင်းကပိုက်ဆံပေးဖို့လှမ်းခေါ်တာတော့မဆောင်နိုင်တော့ပဲထရကာပေါ်ပြန်တက်ပြေးပါတော့တယ်လမ်းမှာလည်းလင်းကိုနှုတ်ဆက်တဲ့လူတစ်ယောက်ကလည်းလင်းထွက်သွားတော့တခုခုကိုစိုးရင်ထိတ်လန့်နေခဲ့ပါတယ်အန်ဒီလမ်းကလည်းကြောင်စီစီပုံစံနဲ့ဖြစ်နေပြီး ဈေးတောက်ခိုင်းတော်ကိုအိမ်မြောင်ကိုဖမ်းဆားသူလိုအမူအရနဲ့ပြုတ်လုံနေပါတယ်။လင်းရောက်လာတော့အမေဖြစ်သူကိုအတင်းဆင်းခိုင်းလိုက်ပြီးတကားပြောနေချိန်မှာအန်တီကြီးကအပြင်ကိုကြည့်ပြီးနင်းတဲ့အတူပါလာတာဘသူလဲလို့မေးပါတယ်။ဘသူလဲလို့မေးတော့အပြင်ကိုလက်ညှိုးထိုးပြပါတော့တယ်။ကြည့်နေရင်ငါးနာကိုမလာနဲ့ထွက်သွားလို့အော်ခစ်ပါတော့တယ်။ပြီးတော့ပြည့်ပတ်တယ်လို့ဖြစ်လာတော့ဒူနာပြူတွေကစိတ်ငြိမ်စေထိုးပေးလိုက်ရပါတယ်။အဲဒီနောက်မှာတော့လင်းကလည်းဒူနာပြူတယောက်နဲ့စကားပြောနေရင်သူ့ရဲ့အမေကိုခေါ်သွားတော့မယ်လို့ပြောနေခဲ့ပါတယ်။သူ့အမေကိုကုသပေးတဲ့ဒေါက်တာအာဇစ်ရောက်လာတော့ အမေကိုအိမ်မှာပဲပြုစုခြင်းပါတယ်။ကုညီပေးနိုင်မလားလို့မေးလိုက်တော့ဆရာကဘာမှမပြောပါဘူး။ဒီလိုနဲ့သူလမ်းမှာတွေ့ခဲ့တဲ့လူကလင်းရင်ကားပေါ်ကတရဲကိုမြင်ခဲ့လို့ထိတ်လန့်နေခဲ့တာပါပဲ။လင်းကလည်းအမေရဲ့ဂရင်ပေးမှာအိပ်ပျော်သွားတော့နှမကိုတရဲတကောင်ရောက်လာပါတယ်။ချက်ချင်းပဲအန်ဒီလန်းနဲ့မျက်လုံးပွင့်သွားပါတယ်။ပျက်စီးလက်တံတွေနဲ့အတူမိုးတွေချိန်နေလို့လင်းကနိုးလာတော့အမေကမရှိလို့လိုက်ရှာနေတော့အပြင်မှာအမေဖြစ်သူကိုတွေ့လိုက်ရပါတယ်။အထဲကိုဝင်ဖို့ပြောတော့ငါသူ့နောက်ကိုလိုက်သွားကျင်တယ်လို့အမောင်တဲကိုလက်ညှိုးထိုးပြီးအော်ဟစ်နေပါတော့တယ် ဒီချိန်မှာပဲဒေါက်တာလည်းရောက်လာပြီးအထဲကိုအတင်းပြန်ခေါ်ကြပါတယ်။လင်းနဲ့ဒေါက်တာလည်းစကားပြောတဲ့အခါမှာလင်းကသူ့အမေဖြစ်တာကတခြားအကြောင်းရှိတယ်လို့ပြောနေပြီးဒေါက်တာကတော့သွေးတိုးနဲ့နှလုံးရောဂါတွေကြောင့်သယောဂါကပိုဆိုးလာတယ်လို့ဆိုပါတယ်။လင်းကလည်းပြောမရတော့စိတ်ဆိုးပြီးထထွက်သွားပါတယ်။သူ့မထွက်သွားနေရင်အခန်းတော်ကကနေရေမဲမဲမျက်လုံးအနီနဲ့သူ့ကိုကြည့်နေတာကိုမြင်လိုက်ရပြီးလန့်သွားပါတယ်။တေချာကြီးတော့ပျောက်သွားပြီးလင်းလည်းနောက်ကနေလိုက်ကြည့်ပါတယ်။သူလိုက်ကြည့်ရင်တက်ကြီးအဖွားတွေနေထိုင်တဲ့အခန်းထဲကိုရောက်သွားတော့ သူ့ကိုဝိုင်းကြည့်နေကြတော့ပြန်အထွက်မှာဒူနာပြုတ်နဲ့မျက်နှာချင်းဆိုင်မိသွားပြီးလန်သွားပါတယ်အဲ့ဒီနောက်မှာတော့လင်းကဒေါက်တာကိုသူ့အမေကိုခေါ်သွားမယ်လို့ပြောတော့ဒေါက်တာကလက်မခံပါဘူးအမေကတခြားပရာလောကနဲ့ဆိုင်နေတယ်လို့ဆိုပြီးပြောတော့လက်မခံပဲထွက်သွားပါတယ်ဒီလိုနဲ့နောက်တနေ့မှာလင်းတယောက်သူ့ရဲ့အိမ်အဟောင်းကြီးကိုပြန်သွားပါတယ်အင်္ဂါလဲလူမနေတာကြာပြီမို့နွယ်ပင်တွေလဲဖုံးအုပ်နေပြီတဲကိုဝင်သွားတော့လေပရိဘောဂရင်းကပြိုလဲနေပါတယ်ဒင်းလဲလိုက်ကြည့်နေရင် သူမစပင်ဖားလျမ်းတဲ့အရာတခုကိုမြင်လိုက်ရပါဘူး။ဘသူလဲလို့မေးတော့ရုတ်တရက်သူမစီပြေးလာလို့ဖိန်ထိုင်ကြသွားပါလေ။ဒီလိုဖြစ်နေတော့လေးဘောပြန်နေတဲ့ချက်လောက်တစုံကသူမအနာကိုတကြွကြွမြည်တမ်းနဲ့အတူတဖြည်းဖြည်းကလာနေပါပြီ။လင်းကလည်းကြောက်ပြီးအပြင်ကိုပြေးထွက်မှာဟာဖစ်ကလည်းရောက်လာခဲ့ပါလေ။ဒီတော့သူတို့နှစ်ယောက်စကားပြောကြရင်အာဖစ်ကိုအကူအညီတောင်းလိုက်ပါလေ။နောက်တနေ့မှာတော့လင်းကအမေနာကိုသွားပြီးအမေကိုဒီကခေါ်သွားမယ်လို့ဆိုတော့လင်းကဒီမှာရှိနေမှာလားလို့ဆိုပါတယ် တမီးကရှိနေမှာလို့ပြောတော့နေမရှိပါဘူးနေတငယ်ချင်းပဲရှိမှာလို့ပြောနေပါတယ်တမီးတယောက်တည်းလာတာပါလို့ဗမာလဲလို့မေးတဲ့အခါမှာလင်းရဲ့ကောင်းကိုဖယ်လိုက်ပြီးအနောက်ကိုလက်ညှိုးထိုးပြပါတယ်ဒီချိန်မှာပဲလေခပ်ပြင်းပြင်းတစ်ချက်တိုက်သွားတာကိုလင်းကလည်းတတိထားမိလိုက်ပါတယ်အဲဒီနောက်မှာတော့ဟာဖေးတို့သူ့အဖေကဆန်တော်ဆိုတဲ့အောင်လန်းပညာအကြောင်းကိုရှင်းပြနေပြီဒါကိုကျင့်တဲ့ရည်ရွယ်ချက်ကတော့နှောက်ရက်ဖို့နဲ့ကလဲစားချေဖို့ပဲတချို့ကြတော့သူတို့ပညာကိုစမ်းသတ်တဲ့အနေနဲ့တုံးတာလည်းရှိသလိုစွန့်လွတ်ချင်ကြတဲ့လူတွေလည်းရှိတယ် ဒီလိုစွန့်လွတ်ခြင်းရရလိုက်တဲ့လူကသူ့ရဲ့ကံကြမ္မာနဲ့သူပဲလို့ဆိုပါတယ်။ဟာဖစ်ကသူ့လင်းကိုကူညီပေးခြင်းတယ်လို့ဆိုတော့မိကူညီတဲ့နဲ့ငါကတော့မလုပ်နိုင်ဘူးလို့ဆိုပါတယ်။တညမှာတော့သူနာသူတယောက်ကအန်ဒီလန်းကိုတွားကြည့်ပေးတော့တကြွကြွအတန်းကိုကြားလိုက်ရလို့အပြင်ကိုအမြန်ပြန်ထွက်ခဲလိုက်ပါတယ်။သူနာပြူကဒေါက်တာအာစစ်ကိုဒီမှာထူးဆန်းတာတွေဖြစ်နေကြောင်းသွားပြောပြီးတခုခုမှားနေတယ်လို့ဆိုပါတယ်။အန်ဒီလန်းကိုလည်းသူ့အိမ်ကိုပြန်ခွင့်ပေးလိုက်တာကောင်းမယ်လို့ဆိုတော့ အာဇီကငောက်လိုက်လို့သူနာပြူလဲထွက်သွားပါတယ်။အန်တီလန်းကလည်းရုတ်တရက်ထထိုင်လာခဲ့ပြီးအတန်တစ်ခုကိုကြားနေရပါတယ်။လင်းကလည်းဒီအတန်ကိုကြားလို့နိုးလာခဲ့ပါတယ်။အန်တီလန်းရဲ့အခန်းပြင်ကိုကြည့်တော့အမျိုးသမီးတယောက်အခန်းပြင်မှာရှောင်နေတာကိုမြင်လိုက်ရပါတယ်။အန်တီလန်းရဲ့ရှေ့ကိုလည်းမျက်လုံးအနီအောင်အသားမင်းမင်းနဲ့တေးရဲကရောက်လာပါတယ်။ချက်ချင်းပဲသူ့ဘေးနားရောက်ချလာပြီးပါဇက်ကအငွေ့တွေကိုမှုတ်ထုတ်လိုက်ပါတယ်။လင်းကလည်းသူ့ပုံစံကိုပြန်မြင်နေပြီးကြောက်စရာပုံစံနဲ့ရေပြနေတာကိုမြင်လိုက်ရပါတယ်။ ဒါကတကယ်မဟုတ်ပဲအိမ်မက်ဖြစ်နေပြီလန်နိုးလာခဲ့ပါတယ်။သူ့နိုးလာတော့တကားကတကြောက်ကြောက်အတန်ကိုကြားလို့ကြောက်နေပြီမဲ့လေ။တွားဖွင့်လိုက်တဲ့အခါမှာအလုံးလေးနှလုံးကအိမ်ထဲကိုလိမ့်ဝင်လာပြီ။ဂတင်းအောက်ကိုရောက်သွားပါတယ်။လင်းလဲဂတင်းအောက်ကိုလိုက်ငုံကြည့်နေတော့ဘာမှမရှိလို့အပေါ်ကိုပြန်အထမှာ။ဂတင်းပေါ်မှာအသားမဲမဲနဲ့တရေမကိုမြင်ပြီးလန့်သွားပါတယ်။ဒါပေမဲ့ချက်ချင်းပဲပြန်ပျောက်သွားပြန်ပါတယ်။လင်းလဲကြောက်ပြီးအပြင်ကိုထွက်မှာသူနာပြုတ်မုံနာကလည်းရောက်လာပါတယ်။ တစ်ဖက်မှာလည်းအန်တီလန်းကသူ့ကိုဆေးလာတိုက်တဲ့နှစ်ယောက်ကိုရဲပြီးစိုက်ကြည့်နေတော့သူနံပြူတွေလည်းအနာမတိုးရဲပဲကြောက်ပြီးဆေးမတိုက်ပဲကြည့်နေရပါတယ်။အဲဒီနောက်မှာတော့လင်းကဟာဖစ်ကိုခေါ်ပြီးရောက်ချလာပါတော့တယ်။ဟာဖစ်လာတာကိုသိနေပြီးနင်မတိုးလည်းထွက်သွားလို့ထပြောပါတယ်။ဟာဖစ်ကလည်းအမြန်ဝင်ပြီးအန်တီလန်းကိုခေါင်းကိုကန်ကဂါတာကိုယူဆူလိုက်ပါတယ်။ဒီချိန်မှာပဲအခြားအဖိုးဖွားတွေစီကနေလည်းအတန်တွေကြားလာရပါတယ်။ဒါကိုလည်းအာဆင်းကမြင်သွားပြီးမျက်နှာပြတ်သွားပါတယ်။သူနာပြူတယောက်ကလည်းကြောက်လန့်နေလို့နောက်တစ်ယောက်ကလည်းတွားကူရပါတယ်။ အန်ဒီလန်းကဝင်ပူးကခံထားရတာဖြစ်ပြီးဟာဖစ်ကရုတ်ဖတ်တာတွေလှုပ်လေ။အော်ဟစ်လာလေပါပဲ။နောက်ဆုံးမှာတော့အန်ဒီလန်းလည်းငြိမ်သွားသလိုအခြားဘူးဘွားတွေလည်းလဲကျသွားပါတယ်။အာဇစ်ကတော့မကြင်မနက်နဲ့ပဲထွက်သွားပါတယ်။အဲဒီနောက်မှာတော့ဟာဖစ်ကလင်းနဲ့စကားပြောနေရင်အာဇစ်ကဒီကဆရာဝန်လားလို့မေးတော့လင်းကမဖြေပဲအမေကိုဒီကနေခေါ်သွားခြင်းတယ်လို့ပဲပြောနေပါတယ်။ဟာဖစ်ကလည်းဒါအဖြေမဟုတ်ပဲထွက်မပြေးတင်ကြောင်းနဲ့ရင်ဆိုင်တင်ကြောင်းကိုလည်းပြောလိုက်ပါတယ်။ ။သူနာပြုမူနာကလည်းအန်တီလန်းရဲ့ရေတန်းကိုကြားလို့တွားကြည့်တဲ့အခါမှာအန်တီလန်းကတယောက်တည်းတိုင်ပြီးလက်ကုပ်တွေတီးပြီးမမြင်ရတဲ့အရာတစ်ခုနဲ့စော်ကစားနေပါတယ်။အန်တီလန်းလို့ခေါ်လိုက်တော့ဘုံကနဲ့ကြောက်စရာပုံစံနဲ့လှည့်ကြည့်လာပါတယ်။အဲဒီနောက်မှာမူနာကတခြားသူနာပြုနဲ့လက်ဆေးနေရင်တယောက်ကထွက်သွားတော့မူနာတယောက်တည်းကြံခဲ့တဲ့အခါမှာတကားကအလိုလိုပိတ်သွားပြီးပိတ်မိနေခဲ့ပါတယ်။မီးတွေကလည်းအနီအောင်ပြောင်းသွားပြီးအခန်းထဲကအတန်တွေလည်းကြားပြီးကြောက်လန့်ကတကားကိုအတင်းဖွင့်ပေမဲ့မရပါဘူး ခဏနေတော့မှတကားကဖွင့်လို့ရသွားပြီးအပြင်ထွက်မှာနောက်ကနေတချင်းဆိုတန်ကိုကြားလို့လှဲ့ကြည့်အသားမဲမဲမျက်လုံးနီနီနဲ့ရှစ်ခေဝတ်စုံကိုဝတ်ထားတဲ့တရေကပေါ်လာပြီးသူ့နားကိုတိုးလာပါတယ်သူ့ကိုကြည့်နေရင်ပြုံးစောအနားကိုရောက်လာလို့အော်ဟေးလိုက်ချိန်မှာပျောက်ကွယ်သွားပါတယ်ဒီလိုနဲ့ညာရင်းချင်းပဲလင်းကလည်းသူ့အမေကိုကားပေါ်တင်ပြီးပြန်ခေါ်သွားပါတယ်ဒီချိန်မှာဒေါက်တာအာစစ်ကလိုက်တားနေပြီးသူတို့စကားပြောနေတော့မှလင်းရဲ့အမေကသူ့ဘာသာသူကားထဲကိုဝင်သွားပါတယ် ဘင်းလဲကားထဲဝင်ပြီးအမေကိုခေါ်ကကားမောင်းသွားနေတော့အမေဖြစ်သူကအန်ဂျင်လာလို့ကားရက်ပေးပြီးအပြင်ထွက်ကတိပင်းတပင်းနားမှာအန်ခိုင်းနေတော့ပြန်လှည့်မှာကားပေါ်မှာအမေရှိနေတာကိုမြင်လိုက်ရပါတယ်ဒီတော့လင်းကင်ထားတာကတရေပါလင်းလဲနောက်ကိုကြောက်ကြောက်နဲ့ပြန်လှည့်ကြည့်တော့ဘာမှမရှိတော့ပါဘူးတချင်ပဲကားပေါ်ကိုတက်ပြီးအမြန်မောင်းထွက်လာခဲ့လိုက်ပါတယ်လင်းကတူနေတဲ့နေရာကိုအခုချိန်မှာပြန်ရင်စိတ်မချရတာမို့မနဲ့မှပြန်ဖို့ဖြစ်ပြီးမိုနာတို့အိမ်မှာပဲညှိအိတ်လိုက်ပါတယ်ညရောက်တော့လင်းကအိမ်မဆိုးမှပြီးနိုးလာချိန်မှာမိုနာကလည်းအန်တီလန့်မရှိတော့ဘူးလို့လာပြောပါတယ် ။ဒိန်ကလည်းဟာဖစ်ကိုတွားခေါ်ပြီးလိုက်ရှာပါတယ်။ဟာဖစ်နဲ့အတူသူတို့အိမ်ဟောင်းကြီးကိုရောက်သွားတော့စံမန်းတွေကိုပတ်လိုက်ပြီးဖျားစာတွေကိုရုပ်ဆိုလိုက်ပါတယ်။ဒီလိုလုပ်ပြီးချိန်မှာပဲသူတို့နောက်မှာအန်ဒီလန်းကရှိနေပါတယ်။နေမွေးမလာခင်တည်းကငါဒီမီသားစုကိုစောင့်ရှောက်လာတာလို့ဆိုပါတယ်။ဟာဖစ်ကလည်းဂျင်းတွေကလူတွေကိုစောင့်ရှောက်လို့မရဘူး။အလားပဲငါတို့ယုံကြည်တယ်လို့ပြောလိုက်တော့ဘူကခန္ဓာရတဲ့အန်ဒီလန်းကရေလိုက်ပြီးလုံးခဲ့တဲ့နှစ်ခွန်ရာတည်းကငါကဒီမီသားစုနဲ့သွေးသစ္စာချိန်ထားတာလို့ဆိုပါတယ်။ဟာဖစ်ကိုလည်းပြန်ပြီးချိန်ဝါနေပြန်ပါတယ်။ အာဖိတ်ကလည်းမိတီခန္ဓာကိုကထွက်မသွားရင်မင်းကိုဖျက်ဆီးဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒီတော့အော်ရယ်နေလိုက်ပြီးအားနေတယ်။နင့်အဖေလိုပဲလို့ဆိုပါတယ်။ဒီတော့ဟာဖိတ်ကဆံမန်းကိုယူလိုက်ချိန်မှာပျောက်သွားပါတယ်။သူတို့ရှာနေတော့လင်းရဲ့အနောက်ကနေပေါ်လာပြီးပြန်ပျောက်သွားပြန်ပါတယ်။ဟာဖိတ်ကလည်းဆံမန်းနဲ့ပဲရှေ့ကိုပတ်လိုက်တော့ပေါ်လာခဲ့ပြီးဘုရားဇာတိနဲ့ရုပ်ဆိုပြီးထိန်းချိုးလိုက်ပါတယ်။ဒီချိန်မှာပဲအာဇင်းနဲ့မိုနာတို့လည်းရောက်လာပြီးမြင်သွားပါတယ်။အာဇင်းကသူ့မှာပါလာတဲ့အစီရင်တစ်ခုကိုထုတ်ပြီးမတိမတာပြူစားလိုက်ပါတယ်။အန်တီလန်းကလဲကြသွားတော့လင်းကရုတ်တရက်ပိုးကခံလိုက်ရပါတယ်။ ဟာဖစ်ကထိန်းချုပ်ဖို့ကြိုးစားနေပြီးလင်းကလည်းတွန့်လိန်နေပါတယ်။လင်းစီကထွက်အောင်လုံးလိုက်ပြန်တော့လေအမေဖြစ်သူစီကိုပြန်ရောက်သွားပြန်ပါတယ်။ဒီတော့ဟာဖစ်လည်းအန်ဒီလန်းကိုထပ်ပြီးအပနှင်လိုက်ရပါတယ်။ဂျင်းကထွက်သွားတာနဲ့ငြိမ်သက်ပြီးအသက်ရှူတာလည်းမကြားရတော့ပါဘူး။ဟာဖစ်ကလည်းသူ့တို့ကိုတိုက်နေတဲ့အာဇစ်ကိုတတိထားမိလိုက်ပါတယ်။အဲဒီနောက်မှာတော့လင်းကအမေဖြစ်သူကိုထုံတန်းအရာမြေမြုပ်ပေးလိုက်ပါတယ်။လင်းတယောက်လည်းအမေဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ဝမ်းနဲ့ငိုကြွေးနေခဲ့ပါတယ်။ဒါကိုမိုနာကလည်းနှစ်သိမ့်ပေးနေခဲ့ပါတယ်။အဲဒီနောက်မှာတော့လင်းကကားနဲ့ညာရင်းချင်းပဲပြန်ထွက်သွားပြီး အလာတော့ကသူကားရက်ခဲတဲ့နေရာမှာကားကထိုးရွက်သွားပြန်ပါတယ်ဒီချိန်မှာပဲလင်းကိုချောင်းလန့်ခံရပြီကားထဲကိုတရဲမကရောက်လာလို့အပြင်ကိုထွက်ပြေးရပါတယ်အပြင်ကိုရောက်တော့ကားထဲကနေတရဲမတကောင်ထွက်သွားတာကိုလည်းမြင်လိုက်ရပါတယ်အဲ့ဒီနောက်မှာအသားမဲမဲမျက်လုံးနီနီနဲ့တရဲကနောက်ကနေရောက်လာပြီသူလက်ကြည့်တော့မရှိပြန်ပါဘူးဒါပေမဲ့သူ့ရဲ့မျက်နှာနားကိုပြုံးစို့ရောက်ချလာပါတော့တယ် အာဇစ်ကလည်းအောင်လန်းတပ်တွေကိုလေ့ကျင့်နေတဲ့လူဖြစ်ပြီးအစီရင်တွေနဲ့ဂါရာတွေလည်းရုပ်ဆုံနေတာသူ့ရဲ့အနောက်မှာလည်းသူခိုင်းစီတဲ့တရေကရှိနေပါတယ်ဟာဖီတို့လည်းလင်းပြောက်သွားတာကိုတီသွားလို့လိုက်ရှာဖို့ပြင်ကြပါတယ်အာဖီရဲ့အဘေကလင်းပြောက်သွားတဲ့နေရာကိုထွက်သွားပါတယ်ဒီချိန်မှာအာဇစ်ကိုသူတို့အိမ်နီးနားမှာရှိနေတာကိုဟာဖီကမြင်လိုက်ပါတယ်နှစ်ယောက်တွေ့တဲ့အခါမှာတော့အာဇစ်ကငါသူ့ကိုခံစားစီခြင်းနဲ့ဒါမှသူ့နောင်တရလိမ့်မယ်သူငါ့ကိုနှိပ်စက်ခဲ့တယ်လို့မျိုးသူ့ကိုပြန်ခံစားစီခြင်းနဲ့လို့ဆိုပါတယ် အာဖစ်ကလည်းမလုပ်ဖို့တားလိုက်ပြီးသူပညာနဲ့တိုက်ခိုက်ဖို့လုပ်တော့အာဆင်လည်းရှီတိုးမရတုံးမရဖြစ်ကနာကျင်ပြီးလဲကျသွားပါတယ်။ဒီချိန်မှာပဲမိုနာကရောက်လာတော့မိုနာကိုပြူစားလိုက်ပါတယ်။အာဖစ်ကသူ့မျက်လုံးကိုမကြည့်နဲ့လို့တားပိန်မဲ့မမီလိုက်တော့ပါဘူး။တကယ်တော့လင်းကိုနှင်းစီပန်းပို့လိုက်တာကအာဆစ်ဖြစ်ပြီးပန်းကိုအစီရင်နဲ့လှုပ်ထားတာပါ။အန်ဒီလန်းကိုလည်းအယူတယောက်လိုဖြစ်နေရပြီးတရေတွေကိုမြင်နေရတာကလည်းအာဆစ်လက်ချက်ပါပဲ။ဒါတွေကပြီးခဲ့တာတွေပါ။မိုနာကိုလည်းအာဆစ်ခိုင်းစေထားတဲ့တရေကဝင်ပူးသွားပြီး ဟာဖစ်ကိုတိုက်ခိုက်ဖို့ပြင်တော့သူ့ပညာနဲ့တားထားလိုက်ပါတယ်ပြီးတော့မိုနာကိုတဲကတရဲကိုလည်းဟာဖစ်ကထုတ်ပြစ်လိုက်ပါတယ်ဒီချိန်မှာပဲအနောက်ကနေအာဇီးရောက်လာပြီးအလေးတိုက်ခိုက်ပါတယ်အပြန်လန်တပ်ပုံနေရင်အာဇီးကဟာဖစ်ရဲ့သွေးကိုလူသွားပါတယ်ပြီးတာနဲ့သူ့ရဲ့အစီရင်ရုပ်ကိုထုတ်ပြီးဟာဖစ်ရဲ့ကိုယ်ကိုပြူစားကထိန်းချုပ်ပလိုက်ပါတယ်မိုနာကလည်းနိုးလာခဲ့ပြီးအာဇီးကိုအနောက်ကနေရိုက်ချလိုက်တော့ခေါင်းကသွေးတွေထွက်လာပါတယ်သူ့ခေါင်းကသွေးကိုပြန်ဆန်းပြီးလက်မှာသူ့သွေးတွေပေးနေတော့အစီရင်အယုတ်ကိုချိုးလိုက်တော့သူ့ကိုယ်သူဇက်ချိုးသူလိုဖြစ်ပြီးပွဲချင်းပြီးဒေဆုံးသွားပါတယ် အဲ့နောက်မှာတော့ဟာဖီလိုသားဖာကလင်းကိုပူကတ်ခံနိုင်ရတော့ကိုတွေ့ပြီးဂျင်းနဲ့လူသားနဲ့အတူနေလို့မရဘူးလို့ပြောတဲ့အတွက်ထွက်သွားစမ်းလို့အော်ဟစ်ပစ်လိုက်တာကြောင့်တွန်းအားတစ်ခုထွက်လာပြီးဟာဖီလည်းလဲကြသွားပါတယ်အဖေဖြစ်သူအပေါ်ကိုလည်းရုတ်တရက်ခုန်ချလာလို့လဲသွားကသားဖြစ်သူကိုလည်းလင်းကိုတွားခဲ့ဖို့တိုက်တွန်းလိုက်ပါတယ်ဟာဖီလည်းသူ့ကိုတိုက်ခိုက်ခံရမြန်ပြီးပြန်ပြီးဂါရာတစ်ခုနဲ့တိုက်ခိုက်လိုက်လို့ပျောက်သွားပါတယ်သူရှာနေတုန်းမှာလင်းကပြေးဝင်လာလို့ထိန်းချုပ်လိုက်ပြီးဖျားစာတွေရုတ်ဆိုလိုက်ပါတယ်ဒီချိန်မှာပဲအဖေဖြစ်သူကကူညီပေးပြီးမြေကြီးကိုလက်နဲ့ရိုက်ချလိုက်တာနဲ့ လင်းရဲ့ကိုယ်ထဲကဂျင်းလဲထွက်သွားပါတယ်။လင်းကလည်းမေ့နေပြီးပြန်တရိယာလာတော့တဏှာကိုလက်ညှိုးထိုးပြတော့ကြိလိုက်တဲ့အခါမှာတော့အနိုင်ရဝိဆုံတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပြီးဇလန်းလန်းပြီးဆုံးသွားပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့တို့ကတ်သုံးမှကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ပါရခင်ဗျာ။